ဲမင်္ဂလာပါဘောလုံးချင်းကြီးကိုလည်းနေကောင်းကြမှာချမ်းသာကြပါစေကျွန်တော် YouTube channel လေးကိုကနအားလုံးကိုကြိုဆိုရပါဘောနော်တနင်္ဂနွေနေ့ညမှာကစားမဲ့ပွဲစဉ်တွေကိုကျွန်တော်ရွေးချယ်ထားတယ် Aston Villa ဘုံမောက်ပေါ့နော်ဒါ Aston Villa အတင်းကတော့ Europa League လည်းကစားထားရတာပေါ့နော်ဒါ Aston Villa level 40ရှုံးနဲ့ဂိုးပေါင်းချင်းနှလုံး60ရှုံးပေးထားတာတွေ့ရတယ်ပေါ့နော်ဒီဘက်မှာကြီးလိုက်မယ်ဆိုလို့ရှိရင်ဘုံမောက်အဆင့်6ရှိတယ် Villa အဆင့်7ရှိရပေါ့နော်ဒါ Villa အတင်းဆော့ထားတဲ့ပွဲစဉ်တွေအားလုံးကိုကျွန်တော်လေ့လာရမယ်ဆိုလို့ရှိရင်ဒါ ဗီလာတဲ့ကမစိုးเนาะဒါခုတောက်လျှောက်ပေါ့เนาะသူကပြန်ပြီးမှကာရာဖောင်ကပြန်မှန်နေတယ်ပေါ့เนาะဒါပေမဲ့သူတို့ပြီးခဲ့တဲ့အပတ်ကဒါလီဗာပူးကိုရှုံးထားတယ်ပေါ့เนาะအဝေးကွက်မှာတူးစီဒါယူရိုပါလိဖက်မှာကြည့်မယ်ဆိုတော့သူတို့တလာပြီးတူးစီနဲ့နိုင်ထားတယ်ပေါ့เนาะတောက်လျှောက်ဒါကျွန်တော်တို့၃ဘက်ဆက်ကိုအောင်လဲရကြထားတယ်လို့ပွဲတိုင်းလိုလိုပြန်မြတပွဲကိုနှလုံးတော့ဂူးရထဲနေရတယ်တွေ့ရတယ်ပေါ့เนาะဘုံမောက်ကိုကြည့်မယ်ဆိုရင်ဘုံမောက်ရဲ့တိုင်းစက်ကတော့ဘူးမရမှာပူပြတော့မလို့ပေါ့နော်ကျွန်တော်ထင်တယ်ဒီနှစ်သင်းစလုံးဂူးတွေပေါ့နော် အပြန်အလှန်ထက်မဲ့သဘောမျိုးမှရှိနေတာလည်းတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့1 is the fault ကြီးမဲ့ဆိုအက်စတိုမီလာအနိုင်ကို2.3တရေကို3.4ပါနော်ဘုံမောက်အနိုင်ကို3စပေးထားတယ်ကျွန်တော်အက်စတိုမီလာဘော်ဒီကြိုက်တယ်ပေါ့နော်1 is the ရိုက်မဲ့ညီကိုတွေကတော့ဒါ voting to score yes ဆိုတာရိုက်ကြည့်ပေါ့နော်ကျွန်တော်ဒီလိုကြိုက်တယ်နောက်တစ်ပွဲကတော့ brand phone နဲ့ newcastle ရဲ့ပွဲစဉ်ဖြစ်တယ် ီပွဲစဉ်မှာဖွင့်ထားတာကတော့ဒါ Newcastle level 20ကိုပေါင်းချင်းနှလုံးခွ20တော့မှပေးထားတယ်ပေါ့နော် Newcastle ကတော့ Champion League လက်ကစားထားရတယ် Brentford အဆင့်73 Newcastle အဆင့်74ပေါ့နော်အပေါ်အောက်ဒါ Brentford အတင်းရဲ့ဒါ England Premier League ပွဲစဉ်တွေကြီးမယ်ဆိုလို့ရှင် Brentford ကလည်းမဆိုးပါဘူးနော်သူစောင့်နေတာ Tyson ကဂိုးတွေတောင်းရှောင်ရတယ် England ပွဲစဉ်တွေမှာဆိုရင်လည်းအရှုံးပွဲဆိုတာတပွဲပဲရှိတယ်ဗောနော်အင်္ဂလန်ပွဲစဉ်မှာဆိုရင်အဲ့ဒါမန်စီးတီးကို1-0နဲ့ရှုံးပြီးကျေးအောင်ထားတဲ့ပွဲတွေဖြစ်တယ်ဗောနော် ခန်းစစ်ကတော့ဂိုးတွေပေးနေရတာတွေ့ရတယ်။တစ်ဖက်ကနျူကာဆယ်ကိုကြည့်မယ်ဆိုရင်နျူကာဆယ်အိမ်ဝင်ကောင်းတယ်အဝေးကွင်းမှာတော့သူဒါရှုံးချင်လဲရှုံးတာပဲပေါ့နော်နိုင်ချင်လဲနိုင်တာပဲဒါပေမဲ့အဝေးကွင်းပွဲစဉ်တွေကြည့်လိုက်ပေါ့နော်နောက်ဆုံးဆော့တာက၅ဝန်းလို့သူတို့နိုင်ထားတာတော့မတွေ့ရဘူး။ဒါပေမဲ့နောက်ဆုံးကပွဲဆက်ဂိုးတွေထဲထားတာတော့တွေ့ရတယ်ပေါ့နော်။ဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wise to Os ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Ancient အတင် Brandford 2.8တေးရီကို3.4နဲ့ Newcastle အနိုင်ဘူးတော့ဒါ ဒါနှစလောက်ပေးထားတယ်ဗောနော ကျွန်တော်ညစ်ကိုတွေတကယ်လို့ဒါ Wednesday ရိုက်ချင်တယ်ဆိုရင်တော့ကျွန်တော်လည်းဒီပွဲထဲမှာ Boating to Scorers ပဲဖြစ်ပုံများတယ်ဗောနောဒါတွေ့တယ်လည်းအများအားအများအားကိုတွေထည့်တယ်ဆိုတော့ကျွန်တော် Boating to Scorers ခြိုက်တယ်တကယ်လို့မြန်မာပေါ့ကြီးရိုက်မယ်ဆိုရင်တော့ကျွန်တော်ဂူမောင်အောက်တစ်မျိုးထဲပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်နော်နောက်ထပ်တစ်ပွဲကလည်း Forest နဲ့ Leeds United တို့ရဲ့ပွဲစဉ်ဖြစ်တယ် ဒါ forest အသင်းက level 39ပေါင်းကြီးနှလုံး60ရှုံးစမှာပေးထားတယ်ပေါ့နော် forest အသင်းကတော့အဆင့်79 lead ကအဆင့်76ပေါ့နော်ဒီနှစ်တင်းရဲ့ဒါပရီးမီးယားလေးဆော့ထားတဲ့ပွဲတွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင် Forest အတင်းကတော့ဂျာယန်မှာဒါ Europa League ပေါ့နော်ဒါ Stranger နဲ့ဒါတည်ကြထားတယ်ဒီအတင်းကဂိုတူဂိုရရဖို့တော့တော်တော်လေးရောင်းကန်နေရတဲ့အခြေအနေတွေ့ရတယ်ပေါ့နော်တော်တော်လေးဆိုးဆိုးဝါးဝါးဖြစ်နေတယ်ပေါ့နော်ကစားသမားတွေကတော့ Leeds United ထက်တက်တာပေါ့နော် ဒီ United ကိုလည်းကြည့်မယ်ဆိုရင် away win စားဆောင်ရင်တော့မှကောင်းတဲ့ထားမှမပါဘူးဗောနော်တပွဲပဲနိုင်ထားတယ်နောက်ဆုံးနှစ်ပွဲဆက်လည်းရှုံးထားတယ်ဗောနော်ဆိုတော့ဒီပွဲဆက်မှာဗောနော် Fernando Mendes တို့ကစပောက်ဂျီကိုကြည့်မယ်ဆိုရင် Forest အနိုင်ကိုနှစ်စားတရီကို၃စား lead အနိုင်ကိုလည်း၃စားပေးထားတယ်ဗျာကျွန်တော်ဂူပေါင်းအောက်ကိုကြိုက်တယ်ဗောနော်မြန်မာပေါက်ချင်းမှာ body မှာလည်း lead United ပဲကြိုက်ပါတယ် wins ပဲရိုက်မယ်ဆိုရင်တော့ over 1.5 goal ဗောနော်နှလုံးဖြစ်တယ်နဲ့ကျွန်တော်တို့ပြ30မြတ်မှာဖြစ်တယ်ဗောနော် ောက်တဲ့ဘွဲကတော့ဆယ်တာဘီကိုနဲ့ဘာစီလိုနာတို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော။အဖွင့်လာတဲ့ body ကြီးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါနောက်ထပ်တဲ့ဘွဲကတော့ဆယ်တာဘီကိုနဲ့ဘာစီလိုနာတို့ရဲ့ပွဲစဉ်ဖြစ်တယ်။အဝေးခွင်ဘာစီလိုနာတလုံး၄၀နိုင်ဆိုတော့ဖွင့်ထားတယ်ဗောနော။ဒါနောက်ကျပွဲဖြစ်တယ်ဗောဗျာ။ဒါဆယ်တာဘီကိုကတော့ဒါတောက်လျှောက်ခြေသွန်းနဲ့ပြန်နေတယ်။ဘာစီလိုနာလည်းခံစစ်တဲ့တောက်လျှောက်ပွင့်နေတယ်ဗောနော။ဒါ table မှာကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ဘာစီလိုနာအဆင့်နဲ့မှရှိတယ်ဗောနော။ ဆယ်တာဘီကိုအဆင့်73ရှိတယ်။လာလီဂါမှာဆိုရင်ဆယ်တာဘီကိုရှုံးထားတာနှစ်ပွဲတည်းပဲရှိရပါတော့ကျွန်တော်ညီကိုတယ်။ဘာစီလိုနာကတော့ချန်ပီယံလစ်မှာလည်းဒါဘလူးဘလူးဂျက်ကိုတေးကြထားတယ်ပေါ့နော်။တောင်းလျှောက်ဂိုးတွေပေးလာတာ။ခုနပွဲ၈ပွဲတောင်ရှိသွားပြီချင်တယ်ပေါ့နော်။တော်တော်လေးဆူဆူဝါးဝါးဖြစ်နေတာတွေ့ရတယ်ပေါ့နော်။အဖက်ကဆယ်တာဘီကိုလည်းရှိကာရာဖောင်လည်းကြောက်ခမန်းလေးလေးပဲပေါ့နော်နောက်ဆုံးရှုံးမဲမတွေ့တာတော့မှဒါရှစ်ပွဲ၉ပွဲဆက်လောက်ရှိပြီပေါ့နော်ကျွန်တော်ထင်တယ်ဒီပွဲစဉ်မှာဆယ်တာဘီကိုကတော့ဂိုးသွင်းသွားနိုင်တယ်ပေါ့နော်ဘာစီလိုနာအတင်းကို ဘာစီလိုနာလည်းဂိုးရနိုင်တယ်ဗောနော်ဖွင့်ထားတဲ့ once to off ကြည့်မှဆိုရင်ဇယ်တာဘီကိုအနိုင်ကို၄ဇတေရီကွယ်လန်၄ဇဘာစီလိုနာအနိုင်ကိုပြား90ကျွန်တော်ညီကိုတွေဘာစီလိုနာဝက်ယုံကြည်တယ်ဆိုရင်တော့ win to ရိုက်လိုက်ဗောနော်ပြား90ရမယ်ဗောနော်အပြား90ရဖို့ရှိတယ်အမှန်ဒီပွဲစဉ်မှာတော့ကျွန်တော်ဓာမြန်မာ ပေါက်ကြီးမှာရွေးချယ်ရမယ်ဆိုရင်တော့ကျွန်တော်ဆယ်တာဘီဂူဘော်ဒီပဲကျွန်တော်ကြိုက်တယ်ဗျာဆယ်တာဘီကိုကြိုက်တယ်ဒါကလို့ဝင်းဝမ်းအာ sorry ဝင်းတူရိုက်ချင်လဲရိုက်ကြည့်တော့မဟုတ်လဲဘိုတင်းတူစကောတေးကြတယ်ဖြစ်ပေါ်ကတအားရာခံလို့များတယ်ပေါ့နော်ဒါထိုးဖို့ကျွန်တော်အကြံပေးခြင်းတယ်ပေါ့နော်ဖီလီစီးရီးရာဖြစ်တယ်ပေါ့နော်ကျွန်တော်ရွေးချယ်ထားတာရိုမာပွဲစဉ်ဖြစ်တယ်ဒါရိုမာနဲ့ဦးဒင်းနစ်တို့ရဲ့ပွဲစဉ်ဖြစ်တယ်မြန်မာဆန်တော်ချင်း၁၇နိုင်ခွဲမှာကံမဲ့ဒါရိုမာအတင်းကတလုံး၁၀နိုင်ကိုပေါင်းချင်းနှလုံး80ဆိုတော့ပေးထားတယ်ပေါ့နော်ရိုမာအတင်းကတော့ကြားရမှာဒါယူရိုပါလိလက်ကစားထားရတယ်ဗောနောကျွန်တော်ညီကိုတွေဘုမအတင်းတောက်ဆောက်ခြေစွမ်းနေပြရနေတဲ့ ဝဲတိုင်းလို့လို့နိုင်တယ်အင်ကွင်းစားဆောင်ရတဲ့တအားကောင်းတယ်ပေါ့နော်ပြောစရာမလိုတော့ကောင်းတယ်သူတို့ရှောင်းထားတာအင်ကွင်းအင်ကွင်းမှာဆိုလို့ရှိလို့ရှိရင်တော့ဒါတိုရီနိုနဲ့အင်တန်ဒါပဲရှိမှာပေါ့နော်ဂျန်နယ်ပွဲတွေတိုင်းမှာသူတို့နိုင်ထားတယ်တစ်ဖက်ကဦးတင်းနဲ့အသင်းကိုကြည့်မယ်ဆိုရင်လည်းဦးတင်းနဲ့အသင်းကိုလည်းအထင်သေးတာတော့မဟုတ်ပါဘူးဦးတင်းနဲ့အသင်းလည်းတော်တော်လေးကောင်းပါတယ်ဒါပေမဲ့အဝေးဝဲမှာတော့စားဆောင်ရအနောက်ထိကောင်းတာတော့မဟုတ်ပါဘူးနော်ဒါပေမဲ့လည်းသူတို့နှစ်ပွဲတော့နိုင်ထားတယ်တစ်ပွဲသေးနှစ်ပွဲရှောင်းထားအဝေးဝင်းဒါဆော့ထားတယ်ဒါ၅ပွဲမှာဆို၅ပွဲလုံးဂိုးတွေထည့်ထားတဲ့အတွက် ခုဒီနေ့တကူထဲလာနိုင်တယ်လို့တော့ထင်တယ်ပေါ့နော်ဒီသလုံး30နိုင်ပေါက်ကြရအနည်းဆုံး21လောက်ဖြစ်မဲ့သဘောမျိုးမှရှိတယ်ပေါ့နော်21ပေါ့နော်အများကြီးတော့မြတ်မလို့မထင်ရိုမအတင်းနိုင်နိုင်သွားမယ်ပေါ့နော် match to os ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါရိုမအနိုင်ကို55ပြတရီကို3စဟူဒီနဲ့အနိုင်ကို6စပေးထားတယ်ကျွန်တော်တို့ wins ပဲရိုက်မယ်ညီကိုတွေ win 1ရိုက်ကြည့်ပေါ့နော်ရိုမအနိုင်ရိုက်ချင်တယ်ဆိုရင် win 1ရိုက်ကြည့်ပါ တော့မဟုတ်လဲ Uber 1.5ကို33ပြရရမယ်ပေါ့နော်ကျွန်တော်တို့ဒီပွဲစဉ်မှာ Roma body ကြိုက်တယ်ပေါ့နော်နောက်တစ်ပွဲကတော့ German Bundesliga ပွဲစဉ်တစ်ပွဲဖြစ်တယ်ဒါကျွန်တော် Stuttgart နဲ့ဒါ Osberg တို့ရဲ့ပွဲစဉ်ဖြစ်တယ်ကျွန်တော်ရွေးချယ်ထားတယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ဒါ Stuttgart တင်းကတလုံး20ရှုံးဂိုးပေါင်းကြီး3လုံးကိုဒါ20ရှုံးနီးပါးလောက်ဖွင့်ထားတာတွေ့ရတယ်ပေါ့နော်ဂိုးပေါင်းကြီးက ော်တော်လေးပေါ့နော်ကြာများတော့လို့ပြောလို့မရအောင်ပေါ့နော်စတုကအတင်းရတယ်တိုက်ဖစ်ကောင်းတယ်ဆိုတော့ဒါစတုကအဆင့်6ဟော့စဝဲအဆင့်15ပေါ့နော်ဒါဒီပွဲစဉ်မှာကြည့်လိုက်မယ်ဆိုရင်စတုကကတော့ဂျာရက်မှာဒါတိတဲ့အတိုင်းပဲသူကလည်းပြိုင်ပွဲဆုံးဖြောင်းနေရတယ်ဆိုတော့ပွဲလည်းပန်းနေတော့ဘူးလို့ထင်တယ်ပေါ့နော်ဒါဖယာနော့ကိုအင်ကွင်းမှာသူစည်းနဲ့နိုင်ထားတယ်ပေါ့နော်ဂျာမန်ဘူနက်စကီကဘက်မှာကြည့်မယ်ဆိုရင်အင်ဝင်ဆောင်ဆောင်ရတော်တော်လေးကောင်းတယ်ဗျ၄ဘွဲလုံးနိုင်ထားတယ်၃ဘွဲတော့ clean sheet တွေရထားတယ်ပေါ့နော် အစမဲ့အတင်းရဲ့ဝေးဝင်းစမ်းဆောင်ရင်ကြည့်မယ်ဆိုလို့ရှိရင်အစမဲ့အတင်းကတော့ဒါတိုက်ဖက်ကဂူတူဂူတွင်းနိုင်တဲ့အတင်းဖြစ်တယ်ဗောနအဝေးဝင်း၄ဘွယ်လုံးဂူတွေထားတာလို့ဒါဂူတွေလည်းတွင်းခံထားရမြင်တွေ့ရတယ်ဗောနကျွန်တော်ထင်တယ်ဒီပွဲစဉ်မှာနှစ်တင်းလုံးဂူတွေရသွားနိုင်တယ်ဗောန Mice to Osprey ချင်းမှာဆိုရင်ဒါ Stuka နိုင်ကိုပြန်90တရေကို၄ဆ Osprey နိုင်ကို6ဆဗောနကျွန်တော်ညီကိုတွေဒါ Stuka ဝင်းဝမ်းရိုက်ချင်တယ်ရိုက်ကြည့်ဗောန Stuka နိုင်ချင်များတယ်ကျွန်တော်ကတော့ ီးလို့ရှိရင် voting to score yes ဆိုတာရိုက်ကြည့်ပါနော် BTTS yes ဘုံမလဲစတူကနိုင်ပါနော်မြန်မာပေါက်ကြီးတွေမှာတော့ကျွန်တော် Osback body ကြိုက်ပါတယ်ခဏတပွဲကတော့ Netherlands League ကကျွန်တော်ရွေးချယ်ထားတယ် Netherlands League က Isaac Alkmaar နဲ့ PSV တို့ရဲ့ပွဲစဉ်ပါနော်အပီအက်စ်ဗီအလေဗယ်90နဲ့ဘောမကြီး320ပေးထားတယ်။ PSV ကတော့ဒါကြားရမှာချန်ပီယံလိလကစားထားရတယ်ပေါ့နော်ကျွန်တော်ညီကိုတွေ။ PSV အဆင့်နဲ့ AZ အဆင့်3ပေါ့နော်နှစ်သင်းလုံးတိုက်စစ်တွေကောင်းတယ်။ဟိုးတွေလည်းတလုံးဟောကြီးရထားတယ်ပေါ့နော်။ အဲ့ဒီအယ်ကမာရတာအင်ဝင်ပွဲစဉ်တွေပဲကြီးလိုက်မှာဆိုရင်အယ်ကမာအတင်းအင်ဝင်တကယ်ကောင်းတဲ့အတင်းထဲမှာပါတယ်ပေါ့နော်။လုံးဝရှုံးဝဲမရှိသေးဘူး။ဒါပေမဲ့ခံစစ်ကတော့ဂိုးတွေတလဟောကြီးပေးထားတယ်ပေါ့နော်။အင်ဝင်မှာဒါ၅ဝဲဆော့ထားတာ၅ဝဲလုံးဂိုးကိုကြားထားတယ်။ PSV အတင်းအဝေးကွင်းဖောင်ကိုကြီးလိုက်မှာဆိုရင် PSV အတင်းလည်းအဝေးကွင်းမှာတော်တော်လေးကောင်းတယ်နော်။ဖိုက်စစ်ကပွဲတိုင်းဂိုးရတယ်ပေါ့ဗျာ။ဒီပွဲစဉ်မှာဖွင့်ထားတယ် Wins to Austria ဆိုရင် AZ အနိုင်3ဇ၊တရေကို4ဇ PSV အနိုင်ကို နှစ်ဆပေးထားတယ်ကျွန်တော်တို့ဝင်းဆွဲရိုက်မယ်ဆိုရင်တော့ကျွန်တော် win 2ကြိုက်တယ်ဗျာ win 2ကြိုက်တယ် both into score yes ကြိုက်ပါတယ်ဘောနော်ဒါဝင်းဆဘက်သမားတွေပြောတာပါတကယ်လို့မြန်မာပေါ့ကြည့်ပေါ်ရိုက်မယ်ဆိုရင်တော့ PSV ကိုပဲရိုက်ဖို့ကျွန်တော်အကြံပေးခြင်းပါတယ် PSV ရဲ့အသင်းကဒါတော်တော်လေးကောင်းတယ်ဗောနော်နောက်တစ်ပွဲက NEC Negronigan လို့ရပွဲစဉ်ဖြစ်တယ်ဗောနော်ဒါလည်း Netherlands League ကပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ဒါအင်ရှင်အသင်းဖြစ်တဲ့ ဒါနော် NEC က level 60ပေါ့နော်ပြင်ကိုပေါင်းကြီး390နိုင်ဆိုမှပေးထားတယ်ပေါ့နော်ဒါ table မှာဆိုရင်ဒါ ancient အသင်းအဆင့်9အဝေးခွင့်အသင်းကအဆင့်5ပေါ့နော်ဒီနှစ်သင်းကြားထဲမှာ၄မှတ်ပဲကွာတယ်ဒါ ancient အသင်းဆော့ထားတဲ့အိမ်ခွင့်ပွဲစဉ်တွေကိုတစ်ချက်လေ့လာကြည့်ကြဆိုပေါ့နော်ဘယ်လိုဆော့ထားလဲ ancient အသင်းကတော့အိမ်ခွင့်မှာတပွဲပဲရှုံးထားတဲ့ PSV ကိုဒါပွဲတိုင်းလိုလိုနော်ဒါ9ပြက်9ပြက်နိုင်တယ်လို့ပြီးလို့ရှိရင်9တွေလည်းတွင်းခံထားတာတွေ့ရတယ်ပေါ့နော်တောက်ချောင်း9ပေါ်တွေပဲကြားထားတွေ့ရတယ် သူတို့တခုနိုင်ပွဲပျောက်ထားတာနောက်ဆုံး၄ပွဲသက်ရှိပြီပေါ့နော်ဒီ NEC ကတိုက်စစ်ကဂိုးတွေကတော့ရပါတယ်ဒါပေမဲ့ခံစစ်ကဂိုးတွေတောက်လျှောက်ပေးတယ်၄ပွဲသက်နိုင်ပွဲပျောက်ထားတယ်ဒါအင်ရှင်အသင်းရတာကစားတာတိုက်စစ်ကမဆိုးပေါ့နော်တိုက်စစ်ကဂိုးတွေကတော့ရတယ်ပေါ့နော်အဝေးဝင်အသင်းကိုကြည့်ရမယ်ဆိုရင်လည်းအဝေးဝင်အသင်းကလည်းဒါအဝေးဝင်မှာဆိုရင်နောက်ဆုံး၃ပွဲသက်သူတို့နိုင်ထားတယ်ပေါ့နော်ခြေ၃ပွဲသက်နိုင်ထားတယ်ဒါနှစ်ပွဲတိုက်စစ်ကဂိုးတွေရသလိုခံစစ်ကလည်းဂိုးတွေတလောဟောကြီးပေးထားတယ်ပေါ့နော်ပြောချင်တာကတော့ နသင်းလုံးတိုက်စစ်ကောင်းတဲ့ခံရညနဲ့ဆိုတာကိုပဲအဓိကထားပြီးပြောချင်တာပါဒီပွဲစဉ်မှာအင်ရှင်အသင်းအနိုင်ကို190ကျွန်တော်ကတော့ဒီပွဲစဉ်မှာဝင်းဝမ်းခြိုက်တယ်ဗောနော် NEC body ခြိုက်တယ်ဗောနော်ဝင်းဝမ်းခြိုက်တယ်ပင်တရီကို3စနဲ့အဝေးခွင့်အသင်းအနိုင်ကိုလည်း3စပေးထားတယ်ဗောနော် advice ပဲရိုက်မယ်ဆိုရင်ဝင်းဝမ်းရိုက်ပါတော့မို့လဲ BTTSCS ဗောနော် voting group score yes ရိုက်ပါမြန်မာ body မှာတော့ကျွန်တော် NEC ပဲခြိုက်ပါတယ် NEC အသင်းကိုကျွန်တော်ရွေးချယ်ပါတယ်ဗောနော် နောက်ထပ်တစ်ပွဲကတော့ German Bundesliga 2က Hosting Kiel နဲ့ Fortuna ရဲ့ဒါ9နာရီခွဲမှကစားမယ့်ပွဲကိုကျွန်တော်ရွေးချယ်ထားပါတယ်။ဒီပွဲစဉ်မှာတော့ဒါ Asian Kiel ကတလုံး90နဲ့9ပေါင်းကြီး3လုံး20ရှုံးနီးပါးလောက်ကိုဖွင့်ထားတယ်ပေါ့နော်။ Table မှာဆိုရင် Apo Aubes အဆင့်73နဲ့အဆင့်74ပေါ့နော်တတ်မှတ်ပေးကြရတယ်။ Hosting Kiel short ထားတဲ့ပွဲစဉ်တွေကိုလေ့လာကြည့်ကြသို့ပေါ့နော်။အိမ်ခွင်ပွဲစဉ်မှာဘယ်လိုတွေ short ထားလဲ။အိမ်ခွင်မှာ9ပွဲ short ထားတယ်၊2ပွဲနိုင်၊1ပွဲသေးရင်1ပွဲရှုံး။ ဒါနောက်ဆုံးခံစစ်ကားဒါ၄ဘွဲတိတိတောင်ဘူးတွေပေးထားတယ်ပေါ့နော်။ဒါသူတို့ဒါနိုင်ဘွဲပြောင်းနေရတယ်နောက်ဆုံး၅ဘွဲသက်ရှိပြီပေါ့ဗျာ။ဒီတကြိမ်တော့နိုင်သိမ့်ပြီလို့တော့ထင်တယ်ပေါ့နော်။တပတ်ကဒါ Fortuna ကိုကြည့်မယ်ဆိုရင် Fortuna အဝေးဝင်းဖောင်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ Fortuna ဆော့ထားတာအဝေးဝင်းမှာ၅ဘွဲရှိရ၃ဘွဲနိုင်၃ဘွဲရှုံးခံစစ်ကားသူလည်းဘူးတွေတောင်းချောက်ပေးထားတယ်။ ပြိုင်ပွဲဆောင်ကိုခြုံငုံမိမတီဖော်ကျင်းအောင်ကြီးမဲ့ဆိုတော့သူတို့လည်းနောက်ဆုံး၄ဘွယ်သက်တန်တိုင်းပွဲပြောက်ထားတာလည်းတွေ့ရတယ်ပေါ့နော်။ဒါပြန်လန်ဂိုးတွေထဲမှာလို့ထင်တယ်။ဖွင့်ထားတဲ့ Wins to Oscar တော့ဒါ Kill အနိုင်ကို85ပါ။တရီကို3စနဲ့ Fortuna အနိုင်ကို4စလောက်ပေးထားတယ်ဗျာ။ဒီပွဲစဉ်မှာ Botin to Score Yes ကြိုက်တယ်။ပြီးလို့ရှိရင်မြန်မာပေါက်ကြီးတွေမှာတော့ကျွန်တော်ဒါ Hosting Kill Ancient အသင်း Body ကြိုက်တယ်ပေါ့နော်။ ဝိုင်းစပယ်ရမယ်ညကိုရရတော့ဘိုတင်းတူစကောရစရရကြည့်ဒေါမွန်လည်း over 2.5ကိုပေါ့နော်ဒါလေးကိုကျွန်တော်ရွေးချယ်ပါတယ်နောက်ထပ်တပွဲကအီတလီစီးရီးဘီရဒါကျွန်တော်ကြိုက်လို့ပါလိစီးရီးစီးရီးဘီပွဲတင်တပွဲကျွန်တော်ရွေးချယ်ထားတယ်ပေါ့နော်ဒါတော့အကြိုက်ချင်းမတူရင်လည်းဒါကိုမထုံးလာမထုံးနဲ့ပေါ့နော်ကျွန်တော်ကတော့ဒါလေးသဘောချလို့ပေါ့နော်ပက်စကာရာနဲ့မွန်ဇာတို့ပွဲတင်ပေါ့နော်ဒါအဝေးခွင့်အသင်းဖြစ်တဲ့ဒါမွန်ဇာကသလုံး30နိုင်တဲ့ဂိုးပေါင်းကြီးနှလုံး80ရှုံးပေးထားတယ်ပေါ့နော် ီနဲ့တင်းကြားထဲမှာမိုးနဲ့မြေကြီးခွာတယ်ဗောနော်ပက်စကာရာအဆင့်20မွန်စားအဆင့်1ပေါ့ဗျာအဲ့ဒါကြောင့်မို့လဲဒီလိုအနေထားတွေဖြစ်နေတာတွေ့ရတာဗောနော်အချိလိုက်မယ်ဆိုလို့ရှိရင်ပက်စကာရာအင်ဝင်းမှာဘယ်လိုဆော့ထားလဲကြည့်မယ်ဆိုအင်ဝင်းဖောင်ကောင်းတယ်ဗောနော်အင်ဝင်းမှာဆိုလို့ရှိရင်သူရဲ့ရှုံးဘွဲတပွဲတည်းပဲရှိတယ်ဗောနော်တပွဲနိုင်၄ဘွဲတည်းရရှိပါတယ်နော်ခန်းစစ်ကတော့တောင်းမှဂိုးတွေပြန်ပြန်ပေးနေတယ်ဗောနော်ဒီတစ်ခုတော့တော်တော်သိုးတယ်ဗောနော်အဝေးဝင်းလုံးဝကာရာဖောင်မကောင်းဘူးဒါမွန်စာအတင်းရဲ့ဒါအဝေးဝင်းကာရာဖောင်ကြည့်မယ်ဆိုလို့ရှိရင်တော့ ဝင်စားအတင်းကလည်းအဝေးကွက်မှာနှစ်ပွဲနိုင်နှစ်ပွဲတည်တစ်ပွဲရှုံးသူလည်းနောက်လျှောက်ဂိုးတွေပြန်ပေးနေတာမျိုးတွေ့ရတယ်ပေါ့နော် Wise to Osma ဆိုလို့ရှိရင်ဒါအင်ရှင်အတင်းအနိုင်ကို9စတေးကို3စနဲ့ဝင်စားအနိုင်ကိုပြား60ပေးထားတယ်ဗျာဒီဘက်မှာ Wise to ရိုက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ over 1.5ကိုရိုက်ကြည့်ပေါ့နော် Wise ပဲရိုက်မယ်ဒီကိုလေမြန်မာပေါ့ကြီးတွေမှာတော့ကျွန်တော် body မှာအင်ရှင်အတင်းဖြစ်တဲ့ Pascara ကိုစိုက်ပါတယ်ဒီပွဲစဉ်ကကျွန်တော်တကယ်ကြိုက်ရုပ်ကျွန်တော်ရွေးချယ်ထားတာဖြစ်ပါတယ်ဗောနော် ဒါပေမဲ့ကျွန်တော်ညီတယ်ဒီလိုပွဲစဉ်တိတိလေးတွေမရိုက်ချင်ဘူးဆိုရင်လည်းဒါပွဲစဉ်အကြီးတွေရွေးပြီးရိုက်ပေါ့နော်နောက်တစ်ပွဲကဒါ Belgium Lip ကရွေးချက်ထားရတယ်ပေါ့နော် Fluderson နဲ့ဒါကျွန်တော် Standard League တို့ရဲ့ပွဲစဉ်ကိုကျွန်တော်ရွေးချက်ထားပါတယ်ဒီနှစ်သင်းဖွင့်ထားတဲ့ body ကြီးကတော့ဒါ Standard League က level 60နောက်ထပ်တစ်ပွဲကတော့ Belgian Lip က Truderson နဲ့ Standard League တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။အင်ရှင်အသင်းဖြစ်တဲ့ Truderson က level 90ရှုံးတဲ့ကိုပေါင်းကြီးနှလုံး60ရှုံးဒါအင်ရှင်အတင်းအဆင့်၄မှာရှိတယ်လီဂီကအဆင့်7မှာရှိတယ်ပေါ့နော်ဒီနှစ်မှာတော့လီဂီကတော်တော်လေးညံ့နေပြာဒါတော့လက်ခံမှာနော်အင်ရှင်အတင်းအိမ်ဝင်ပွဲစဉ်တွေကြီးလိုက်မှာဆိုလို့ရှိရင်ဒါ3ပွဲနိုင်2ပွဲတည်နေပွဲရှုံးခန်းစစ်ကလည်းသူကလည်းဂိုးတွေပေးတယ်ပေါ့နော်တစ်ဖက်ကလီဂီကိုကြီးမှာဆိုရင်ဒီကီကအဝေးဝင်ပွဲစဉ်တွေကြီးမှာဆိုလို့ရှိရင်လုံးဝအဝေးဝင်မှာ chart 2လန်နေပဲဒါတပွဲနိုင်၄ပွဲ ဒီဝက်ကြီးအောင်ရှုံးထားတယ်ပေါ့နော်အဲအကြောင်းမို့လဲကျွန်တော် level 60ပြီးတယ်နဲ့တူတယ်အဝိုင်းစ်တူအော့စ်မှာဆိုရင်တော့ ancient အတင်းနိုင်ကိုပြ90တေးကို3စဒီကြီးအနိုင်ကို4စပြီးထားတယ်ဒီပွဲစဉ်မှာအိမ်ဆုံးကျွန်တော်အကြိုက်ပြောပါမယ်ကျွန်တော် standard league အောက်အတင်းဖြစ်တဲ့အတင်းကို body အဖြစ်ကြိုက်တယ်ပေါ့နော် body ကြိုက်တယ်ပြီးလို့ရှိရင် voting to score yes ကိုရိုက်ကြည့်ပေါ့နော် voting to score yes ဖြစ်နိုင်ရေးများတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီကလေးမဟုတ်လားဥပမာ1.5ကိုရိုက်ကြည့်ပေါ့နော်ကျွန်တော်ညီကို ီနေ့ကတော့ကျွန်တော်ရွေးချယ်ပေးလိုက်တာဒီလောက်ပါပဲပေါ့နော်။ဒါပွဲတွေကလည်းဒီနေ့တိတ်အဆင်မပြေဘူးကျွန်တော်သိတယ်ပေါ့နော်။ဘလုံးပွဲတွေကလည်းတခါလေကြလို့ပြင်တယ်တလွဲတွေဖြစ်သွားတယ်။စပါးပွဲကတော့အဆင်ပြေသွားတယ်။အဘတာနဲ့ဖူလန်ပွဲကလည်းဒါဒါဝက်ဆမ်ပွဲကတော့ကျွန်တော်ကြေးအောင်သွားတယ်ပေါ့နော်။စီမီလာတို့ဒါအလာဘက်တို့ကတော့ဂူပေါင်းအောက်လို့ပဲပြောခဲ့တယ်။ပြီးရင်အတင်းတွေကတော့မားသွားတယ်ပေါ့နော်။ပြီးလို့ရှိရင်ဒီထက်မှမှ ဂျမန်ဘွန်ဒက်စ်လီဂါတာဆိုတဲ့ဒါဟောပိုင်းနဲ့လိုင်းစစ်ပွဲလည်းမားသွားခဲ့တယ်ပေါ့နော်ဒါလည်းပါပဲညီကိုရောနော်ကျွန်တော်ဒါထိုးတဲ့ချိန်မှာလည်းဒါကစားသမားတွေစစ်ဆေးပါကွင်းရဲ့အနေထားကိုကြည့်ပေါ့နော်ယာရီဝူဒူထိုင်တဲ့အနေထားတွေကိုကြည့်ပါတနာရီအလိုမှာလိုင်းနဲ့ကိုကြည့်ပြီးမှပဲလောင်းပါနော်အားလုံးအပေါင်းပြကြပါစေ